ရှမ်းမြောက်ရှိသိန်းနီမြို့ကိုပြန်အပ်ဖို့သတင်းတွေထွက်ပေါ်နေသလိုစစ်ကောင်စီတပ်ကလည်းနောင်ချုံမြို့အနီးကိုရောက်ရှိလာချိန်မှာတရုတ်တပ်မတ်ကြီးကစစ်ကောင်စီကာကွယ်ရေးဝန်ကြီးနဲ့နေပြည်တော်မှာလာရောက်တွေ့ဆုံခဲ့ပါတယ်။စစ်ကောင်စီသတင်းထုတ်ပြန်ချက်အရကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးမောင်မောင်အေးကိုရန်ကုန်ခြေစိုက်မြန်မာနိုင်ငံဆိုင်ရာတရုတ်တပ်မတ်ကြီးမစ်စမာဂျာကဇွန်6ရက်နေ့မှာတွေ့ဆုံခဲ့တာပါ။တွေ့ဆုံမှုအတွင်းမြန်မာတရုတ်နှစ်နိုင်ငံကြားကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအပါအဝင် နေဆက်တည်ငြိမ်ရေးလုံခြုံရေးနဲ့ငလင်ပေးပြည်လဲထူထောင်ရေးတွေမှာပါဝင်ကူညီနိုင်ရေးအိဆာရက်တွေကိုဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။စီရီယံဘူကြီးစင်ရောကတော်လိုက်ရေးမှာပါဝင်နေတဲ့မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေပေါ်တရုတ်ပြည်အားဟာကြီးမားတဲ့အတွက်စစ်ကောင်စီကအခုလိုနှက်ချောင်းပေးတာလို့တန်လွင်တိုင်းကိုပြောပါတယ်။အဓိကကတော့တိန်နီယာလဲကျွန်တော်တို့ဒီနေဆက်ကုံသွယ်ရေးပွင့်မှုအတွက်ပေါ့နော်လာရှိုးလိုမျိုးပဲအချက်ချာကြတဲ့အနေထားမျိုးရှိတယ်ဒါချင်းရွှေဟော်ဘက်ကနေကုံသွယ်မယ်ဆိုရင်တိန်နီယာအဓိကကြတယ်ပေါ့နော်အဲ့တော့အနေထားကတော့ မဟုတ်ဘူးလို့တော့ပြောတယ်။နောင်ချိုတော့စီးရင်းနီးနဲ့ရရင်ရသွားနိုင်မဲ့အနေထားမျိုးရှိတယ်။ဒီတိန်ဒီကိစ္စကတော့လက်ရှိတာဝန်ရှိသူတွေရဲ့ပြောစကားအရငင်းထားတာပေါ့နော်။ဒါပေမဲ့စစ်ကောင်စီကဒီလိုမျိုးနှက်ကြောင်းတွေပေးလာတာပေါ့နော်။တရုတ်ရဲ့ဖီအားကတော့ကြီးမားတယ်လို့ကျွန်တော်တို့ကြားနေရတယ်။တရမျိုးသားလုံးမြောက်ရေးတပ်မတော် TNL ထိန်းချုပ်ထားတဲ့နောင်ချိုမျိုးကိုပြန်လည်ရရှိဖို့ဖေဖော်ဝါရီလကလေးကစစ်ကောင်စီရဲ့ထိုးစစ်တွေစတင်ခဲ့ပြီးလက်ရှိမှာမြို့နယ်9မိုင်လောက်သာဝေးတဲ့ကံကြီးရွာအထိရောက်ရှိလာနေတာပါ။ ဖက်မှာကိုကန်တက် MNDA ထိန်းချုပ်ထားတဲ့တိန်းစီမျိုးကိုစက်တင်ဘာလအတွင်းစစ်ကောင်စီထံပြန်လည်လွှတ်အပ်ဖို့သတင်းတွေထွက်နေချိန်တရုတ်တမ်မတ်ကကာကွယ်ရေးဝန်ကြီးနဲ့အခုလိုတွေ့ဆုံခဲ့တာဖြစ်ပါသည်။လိလာသူတွေကတော့မြမရေးတရုတ်ရဲ့ဝင်ရောက်ဆွတ်ဖက်မှုဟာရှမ်းမြောက်မှာလွတ်လွတ်ထားတဲ့နေမျိုးတွေအတွင်းဒီဇင်ဘာမှာကျင်းပမယ့်ရွေးကောက်ပွဲအတွက်ခွင့်ပြုပေးဖို့ထိမြောက်ပိုင်းနဲ့နိုင်ငံအဖွဲ့တွေပေါ်ဖိအားရှိနေတာလို့သုံးသပ်ကြပါသည်။ ဒါအပြင်တရုတ်မြန်မာနေဆက်ကုန်သွယ်ရေးအတွက်အရေးပါတဲ့မန္တလေး၊လာရှိုးမူဆယ်၊တိန်းနီချင်းရွှေဟော်လမ်းကြောင်းမှာရှိတဲ့စစ်ကောင်စီလက်လွတ်ထားတဲ့နေမြေတွေကိုတရုတ်ပြည်အားနဲ့စီးရပေါက်ဆက်ပြီးပြန်ယူဖို့အထီးလှုပ်လာနိုင်တယ်လို့ထောက်ပြကြပါသည်။နိုင်ငံရေးထွက်ပေါက်ဖြစ်ဒီနှစ်ကုန်ပိုင်းမှာစစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲကိုတရုတ်သမ္မတရှီကျင်းဖင်ကိုယ်တိုင်အားပေးထောက်ခံကြောင်းအာနာဒိန်းစကောင်ဆောင်ဗိုလ်ချုပ်မူချင်းမင်းအောင်လှိုင်ကိုပြောဆိုထားတာပါ။ပြီးခဲ့တဲ့ဧပြီမှာလည်းတရုတ်စိုးရရဲ့ဖိအားကြောင့်ကိုကန့်တဲ MND အဖွဲ့ဝင်တွေ လာရှိုးမြို့ပေါ်ကနေဆုတ်ခွာခဲ့ရပြီးစစ်ကောင်စီတပ်ဖွဲ့အနေနဲ့ဌာနဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေမြို့ပေါ်မှာရှိတဲ့ရက်ွက်ဆက်နက်ကူမှာပြန်လည်အခြေချနိုင်ခဲ့တာဖြစ်ပါတယ်။